အပွဲပွဲနှွဲခဲ့ပေမဲ့အေတင်ကိုကိုကြောက်လို့လာမတွေ့ရဲခဲ့တဲ့သမီးစိုးမပါရင်ဘာမှမလုပ်တဲ့အေတင်ကိုကသမီးစိုးကိုသူ့အကွက်ထဲဝင်လာမယ့်နေ့ကိုစောင့်နေခဲ့တာပါသမီးစိုးကအမေရိကန်မှာအမြဲနေရမယ်လို့ထင်ပေမဲ့အခုတော့မြန်မာနိုင်ငံကိုပြန်ရောက်လာပါတယ်မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အချိန်မှာအေတင်ကိုဘက်ကဘာမှမတုတ်ပြန်လာခဲ့တာကြောင့်သမီးစိုးကစိတ်ချရပြီးထင်ကမန္တလေးထိခြေဆက်လာခဲ့ပါတယ် ဒါပေမဲ့အေတင်ကိုကသမီးဆိုတယောက်မန္တလေးရောက်တာကိုသိချပြီဆိုတဲ့အချိန်မှာမျက်နှာချင်းဆိုင်ဖြည့်ရှင်းမှုအတွက်စိန်ခေါ်လိုက်တာပေါ့သမီးဆိုကအေတင်ကိုရဲ့သားဖြစ်သူနဲ့ပတ်သက်ပြီးပြောဆိုထားခဲ့တဲ့အရာတွေရှိခဲ့ကအမေတယောက်အနေနဲ့တော့ခွင့်မလွတ်ပေးနိုင်ခဲ့ပါဘူးသူ့သားအတွက်ရောင်းဖြည့်ရှင်းဖို့အတွက်တပ်သေးတွေကိုလည်းစုဆောင်းထားပြီးသမီးဆိုကိုလည်းမျက်နှာချင်းဆိုင်ရှင်းလို့ရအောင်ရွှေဘဲမှာချိန်လိုက်ပါတယ် တောင်းမွေးထားတဲ့အမေချင်းတူပေမဲ့လေအေတင်ကိုကတော့သူ့သားဘက်ကနေကာကွယ်ပေးဖို့အတွက်စားတော့ဆိုင်ကြီးမှာချိန်လိုက်တာပေါ့အော်တိုဘားလ၄ရက်နေ့ညနေ၃နာရီမှာချိန်ပေမဲ့မန္တလေးမှာရှိနေတဲ့သမီးစိုးကလုံးဝမရောက်လာခဲ့ပါဘူးရှင်အဲဒါကြောင့်နောက်ထပ်တနာရီထပ်ဆောင်ပေးပေမဲ့လေသမီးစိုးကလုံးဝပေါ်မလာခဲ့တာပေါ့နိုင်ငံသားမှာနေတုန်းကတော့ A4 စာရွက်တွေကိုကင်ပြီးဖြည့်ရှင်းခဲ့တဲ့သမီးစိုးကအခုတော့အေတင်ကိုကိုကြောင့်လုံးလို့ထွက်မထွက်ရတော့ပါဘူးသူတို့နှစ်ယောက်ရဲ့ပွဲကိုစိတ်ဝင်စားသူတွေကတော့အဆင်သင့်ဆောင်နေကြပေမဲ့သမီးစိုးမရောက်လာလို့ပွဲမဖြစ်သွားခဲ့တာပေါ့ အရာကြောင့်ဧတင်ကိုကတော့သမီးစုကိုမဟုတ်မမှန်ပြောတတ်သူအဖြစ်သတ်မှတ်လိုက်ပြီးမျက်နှာချင်းဆိုင်ရှင်းရလောက်အောင်စားမရှိကြောင်းသိကြသွားခဲ့ပါတယ်။သမီးစုကဧတင်ကိုကိုချိန်တဲ့နေရာကိုရောက်မလာရင်လေဧတင်ကိုကတော့သူရှိတဲ့နေရာကိုရောက်အောင်သွားတော့မှာပေါ့။ဒီပွဲမှာဧတင်ကိုဘက်ကအားပေးမှလားသမီးစုဘက်ကအားပေးမှလားဆိုတာပြပြခဲ့ပါအောင်ရှင်။